ဒီပြတယ်မှာဆိုလို့ရှိရင်ဂါဒင်းကြီးအနေနဲ့လောဆိုလိုကေးကင်းနေတဲ့အချိန်မှာလော့တေဂါနီမှာမတက်တော့ဘဲနဲ့ဝိလက်ကြောင့်ပဲလုံနေတာကိုဘရာသာတို့တွေ့ရပါလိမ့်မယ်ပြီးတော့ရူဘီယိုအပ်ခဲ့တယ်ပြီးတော့သူရှိတဲ့ဘက်ကိုသွားစားနေတာတွေ့ရပါလိမ့်မယ်။ဘာကြောင့်ခါဒီစီကအဲ့လိုမျိုးလုံနေရလဲ။အဖြေကတော့ရှင်းပါတယ်ခါဒီစီအနေနဲ့လော့ထွက်လာမယ့်တိုင်မင်ကိုအချိန်ဆွဲပြီးတော့စောင့်နေရမှာဖြစ်ပါတယ်။အပေါ်မိနစ်ကိုတရားကြည့်ဒီမှာဆိုလို့ရှိရင်စက္ကန့်30ကနေပြီးတော့50စက္ကန့်အထိကိုအချိန်ဆွဲပြီးတော့အိုဟက်က50စက္ကန့်တိတိမာမာလော့ကေးသွားတာတွေ့ရပါလိမ့်မယ်။အဲ့ဒါဖြစ်ရှင်တာဘာကြောင့်လဲဆိုတော့နောက်ထပ်လာမယ့်10မိနစ်နဲ့10စက္ကန့် မှာလော့ကြီးကိုပေါ်လာစေခြင်းလို့ပဲဖြစ်ပါတယ်။စက္ကန့်30မှာကေးလိုက်မယ်ဆိုလို့ရှိရင်6မိနစ်နဲ့40စက္ကန့်မှာလော့ကိုပေါ်လာမှာပဲဖြစ်ပါတယ်။အဲ့တော့6မိနစ်နဲ့40စက္ကန့်မှာလော့မပေါ်လာစေခြင်းဘူး။ဘာကြောင့်လဲဆိုတော့6မိနစ်နဲ့40စက္ကန့်မှာထွက်လာတဲ့ minion spawn တွေကိုသူတို့အနေနဲ့ lane freeze ထားလို့ရတယ်။ ဲ့မျိုး live reach ဒါချင်းအပြင်ဒီကောင်လေးရဲ့အချိန်ကိုလည်းပိုပြီးဆွဲရရောက်တယ်လို့အဲ့ဒီ minion လေးတွေက enemy ရဲ့ mega shield တွေအကုန်လုံးကိုပြုတ်သွားအောင်လဲကူညီပေးနိုင်တယ်အဲ့တော့ mega shield ရဲ့ damage က minion တစ်စပွန်းလုံးကိုအကုန်လုံးမျိုးပြုတ်သွားစေနိုင်တယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်ပါ cartesi အနေနဲ့လောဟိုသား40စက္ကန့်မတိုင်ခင်မြင်း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 ကေးလိုက်မယ်ဆိုလို့ရှိရင်လောဟိရဲ့40စက္ကန့်မှာထွက်လာပြီးတော့ mega shield ရိုက်ခံရတာနဲ့တင်ဒီကောင်ရဲ့တွေးရတဝက်လောက်ကျသွားမှာပြီးတော့40စက္ကန့်မှာထွက်လာတဲ့ minion spawn တွေလည်းအကုန်မျိုးပြုတ်အဲ့လိုဖြစ်မှာအဲ့ဒီတော့ကြောင့်တို့က40စက္ကန့်ထွက်လာတဲ့ minion spawn တွေကိုအရင်ဆုံး mega shield ကိုပေးဝင်လိုက်တယ် mega shield ပြုတ်သွားတဲ့ ချိန်မှာချက်ချင်းများမကြမီ10မိနစ်နဲ့10စက္ကန့်မှာပဲလောကြီးကထွက်လာတယ်အဲ့ဒီလောကြီးနဲ့မှာသူတို့မက်ဂါရှိတွေပြုတ်သွားတဲ့အတွက်ကြောင့်မက်ဂါတွေဝင်ဖို့မယ်ပြီးတော့အခုလိုမျိုးဘက်တရီကိုဖန်တီးလိုက်တဲ့အခါမှာဖလက်တီးစီကိုရခဲ့တယ်ဖလက်တီးစီကိုရတဲ့အပြင်လောကြီးကလည်း10မိနစ်နဲ့10စက္ကန့်မှာထွက်လာတဲ့အတွက်ကြောင့်တက်ရှိတင်ချာနောက်တဝေးအနေနဲ့ထပ်ပါလာသေးတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဘက်တရီတောက်ချက် force boost ဟာဗဇက်တီတောင်ချောတယ် force ပြီးတော့တောက်ချက်ဆိုင်လို့ရတယ်ဗျကဲဒီမှာလောကြီးကအမှန်ကန်လာပြီးတကယ်တွေးအပြင်နဲ့မက်ဂါရှိတွေကိုအကုန်လုံးပြုတ်ပြီးသွားပြီးဆိုဝင်ရိုက်ပြီးအဲ့ချိန်မှာပဲသူတို့ကအေးစေးစေးလေးမက်ဂါလေးတွေယူမယ်ပြီးလို့ရှိရင်ဘက်တရီလေးတွေ ောချောဆိုင်မယ်အန်တာနေတဲ့အတွက်ကြောင့်ကျွန်တော်တို့10မိနစ်17မိနစ်အလုံးလုံး17မိနစ်မှရဒီကောင်လေးကဂိမ်းကိုအံ့သွားနိုင်တာကဲစဉ်းစားကြည့်ဖိလစ်ပိုင်ရဲ့ level ကဘယ်လောက်ထိရှိနေပြီလဲဆိုတော့ဘာသာတို့သိလောက်မယ်အဲ့ဒီ level ကအခုမှရှိလာတာမဟုတ်ဘူးနော်ခုရင်ကလေးကအဲ့ဒီဟာကိုကျွန်တော်ပြောဘူးတယ်အဲ့ဒီအကြောင်းကိုအသေးစိတ်ကြည့်ရင်လည်းညီကိုရင်းနေတဲ့ YouTube ကဒီ video မှာတွားကြည့်လိုက် link အနေနဲ့ကတော့ဒီ video ရဲ့ pin comment မှာ link ချပေးထားတယ်အဲ့ဒီ link ကိုဂူးဂူးပြီးတော့ Telegram တငယ်ချင်းတရားကိုတွားပို့လိုက်အမှ link ပေါ်လာလိမ့်မယ်ဝင်လို့ရတဲ့ link ပေါ်လာပြီဆိုလို့ရှိရင်တွားကြည့်ရင်ရပြီ YouTube brother တွေကတော့ဒီတိုင်း link အနေနဲ့ဝင်ပြီးနှိပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့တန်းရောက်တယ်ပေါ့နော် ချောင်းကင်းနဲ့ချောင်းကိုပါတဲ့အကောင့်လေးကိုကျွန်တော်မြန်မာငွေတသိန်းခွဲကျန်နဲ့ရောင်းမိပါမယ်။ ဒီကောင်တချို့ကတန်တယ်လို့မထင်ကြဘူးကောနော်တန်ကျင်တယ်မတန်ကျင်နေဒါမှမဲကဲနောက်တဲ့ရောင်းပေးမဲ့အကောင့်လေးကတော့ mega account လေးပဲဖြစ်ပါတယ်ဒီကောင်လေးကတော့ကြိုက်တဲ့ assassin ကိုလက်ညှိုးထိုးလိုက်ပါတော့ lancelot hero ကနေစပြီးပါပြီးတော့6စတန်းအဓိကထားပြီးတော့ပါမယ် legend ဆိုလို့ရှိရင်လည်းအလုကက်ကူရှင်နှစ်ကောင်ပါမယ်ပြီးတော့ assassin ထဲမှာဆိုလို့ရှိရင်ကူရှင်ရဲ့ k တို့ lancelot hero မျိုးတွေ harabusa ရဲ့ enemy skin တွေအခုလက်ရှိလာမယ် guanabia ရဲ့ experience skin အစ်စ်တွေပါမယ် lucas ရဲ့ naruto skin တွေလည်းပါအောင်မယ် က်တဲ့အစစ်အရင်လက်ညှိုးတို့မပေါဘူးဆိုတာမရှိစေအောင်ဂျူဂျူစုခိုင်စန်းတို့ကအစနီယိုဘီးတွေအစုံအကုန်ပါမဲ့အကောင်မျိုးအဲ့တော့အစစ်စင်ပလေယာတွေအတွက်အရန်ကောင်းနေတဲ့အကောင်မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အစစ်စင်ပလေယာတွေဆိုတဲ့အတွက်ကြောင့်လေးရတော့တိုက်ချင်ပါပဲအဲ့ဒီအတွက်ကြောင့်လေးတိုက်ဖို့ recall လေးရရှိပါမလားတိုက်ရှိတာပေါ့ epic recall နှစ်ခုပေါ်မှာလုံးဝအပိုင်ရမယ်အကောင်မျိုးကဲအဲ့တော့ရှင်းရှင်းလေးလေးစဉ်းစားမနေနဲ့ဒီကောင်ဆွဲကျင်နေဆိုလို့ရှိရင်ကျွန်တော်အောက်က pin comment မှာကျွန်တော် Telegram link ကိုချပေးထားတယ်အဲ့ဒီ Telegram link ကနေတစင်းဒီကောင်လာပြီးဝင်နိုင်တယ်ပြီးတော့ 1ဝီအငားတွေ2ဝီအငားတွေလဲလာပြီးဒီကောင်ကိုငှားပြီးတော့ဆော့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ရန်ရန်ဖြစ်ပါတယ်